Hello အားလုံးမင်္ဂလာပါရှင်အလင်းမြေအိမ်ချမ်းမြေရမမောမမမောငါဒီနေ့ရုပ်ကြီး21မိုးချိုးထဲမှာရှိနေတဲ့အိမ်လေးတစ်လုံးနဲ့မိတ်ဆက်ပေးပါရစေရှင်ပေကျဲကမျက်နှာစာ60ပတ်လဲလို့ပြောလို့ရတယ်ဒီဘက်လဲ60ဒီဘက်လဲ60ဆိုတော့60ပတ်လဲပေါ့နော်60ပတ်လဲကျဲရှိတယ်နောက်ပြီးတော့ရှေ့လန်းဆိုလို့ရှိရင်လဲကားနှစ်စီးရှောင်လို့ရသွားတလန်းပြန်တလန်းနဲ့ပေါ့နော်ကျဲတဲ့အိမ်3900နဲ့ညှိနှိုင်းလေးနဲ့ရမယ့်အိမ်ကလေးကိုမမောင်က မိတ်ဆက်ပေးပါရစေရှင်။ဒီနေ့မှာမင်းမင်းသမီးအကုန်လုံးကထားခဲ့ပေးပါတဲ့။နောက်ပြီးတော့အလှဲ့လေးကလည်းရှေးလက်လေးဖြစ်တယ်။နောက်တောင်လက်လေးဖြစ်တယ်။လမ်းတောင်ကွက်လေးဆိုနှစ်ဖက်လက်လေးပေါ့နော်။နောက်ပြီးတော့ဒါကလေညေမျိုးစားလူနေထိုင်ခွင့်100%နဲ့ကြပြီးသားလူနေပိုင်ခွင့်100%ရာခိုင်နှုန်းကြပြီးသားမြေပေါ်မှာတိောက်ထားတဲ့အိမ်ဖြစ်ပါတယ်ရှင်အဲ့တော့ဆောင်ရွက်စာနဲ့ကိစ္စဘာမှမပူပါနဲ့နောက်ပြီးတော့အပင်လေးကြီးစိုက်ချင်ပါတယ်ဆိုရဲသေးတယ်ဒီမှာမြေသားနေရာပို့ဝေးပါသေးတယ်ဒီမှာပန်ရှင်ကလည်းစိုက်ထားပေးတယ် ပင်နေစုံမဲ့တန်းတလုံးပင်နေရောတရက်ပင်နေရောရွှေပန်းနေရောငွေပန်းနေရောစကူပန်းနေရောကိုမယ်အဲ့တော့အပင်လဲစိကြိုက်ဆက်လို့ရမယ်ဒီမှာကပကင်ကားတစ်စီးနှစ်စီးဒီဘက်လဲထိုးလို့ရတယ်သုံးစီးလောက်အေးစီးထိုးလို့ရမယ်အေးပေ60ပတ်လေရှိတယ်အလှဲ့လေးလဲလာရဆာရဆာရလဲခိုင်နေတိအိမ်လေးကို3900ကိုညှိနိုင်လေးနဲ့ရောင်းပြီးမှဆို2900အကိုဆင်းမဲ့အိမ်ကလေးပေါ့နော်အဲ့တော့တာကြည့်မယ်လားဒီနေ့မှာမြင်မြင်သမ ्या ကုံထားခဲ့ပြီးမှဆိုတော့ဘာလေးပါမလဲမမို့လို့တာကြည့်ကြမယ် ဒါအိမ်လေးထဲဝင်ဝင်ချင်းပါ။အော်။ဒါတော့ဒီစူပါစတီရေးပါပါမှာပေါ့။နာ။ဒါအိမ်လေးထဲဝင်ဝင်ချင်းမှာတွေ့ရမယ်။စူပါစတီရေးဖြစ်ပါလေရှင်။ဒါလေးကလေမင်းရုံခန်းလို့ပြောလို့ရတယ်။အဲ့တော့ဒီမှာချင်းလုံးစကားတွေကလည်းတတ်ထားပြီးသားဖြစ်တယ်။အခန်းတိုင်းမှာလည်းလုံချုံရေးတန်ပန်းတန်တကားတွေပါတယ်ပဒင်းတကားတိုင်းမှာလည်းလုံချုံရေးတန်ပန်းတန်တကားတွေပါတယ်အဲ့တော့ဒီဘက်သွားကြည့်မယ်လားဒါလေးကတော့ single ခန်းလေးပါရှင် ဲ့တော့ဒီဘက်ခန်းလေးကတော့မစတာဘတ်ရောမှာဒါလေးကဒါလေးကလည်းဒုတိယမြောက်မစတာဘတ်ရောမယ်ဒါဆိုဒီမှာဆိုရင် single တခန်းပါမယ်မစတာနှခန်းပါမယ်ပေါ့နော်မစတာဘတ်ရောလည်းခန်း area ကျဲတယ်အဲအဲ့တွင်းထဲမှာအခန်းနေထဲမှာတော့ကိုရီးယားပါကေတုံးပေးထားပြီးတော့အောက်မှာဆိုရင်တော့ဒါကြွေပြားတွေတုံးပေးထားတယ်ပေါ့နော် ဒါလေးကတော့ kitchen နဲ့တိုင်းပြီးပါ kitchen နဲ့တိုင်းပြီးလေးဆိုလို့ရှိရင်လည်း partition လေးနဲ့ကပေးထားတယ်အဲ့တော့ကြဲကြဲလွန်းလွန်းလေးရှိတယ်အဲ့တော့ဒါတွေအကုန်လုံးထားခဲ့ပြီးမှဖြစ်တဲ့ဒီအိမ်ဒီမှာ CCTV တွေလည်းရှိရယ်ပေါ့နော် air con နေရာစအကုန်ထားခဲ့ပြီးမှဖြစ်တဲ့ဒီအိမ်လေးဖြစ်ပါတယ်ရှင်နားလေးဆိုလို့ရှိရင်ဝရန္တာနေရာလေးလွတ်လိုက်ပြီးတော့မှ coffee လေးပါညာထိုင်တော့အဆင်ပြေတယ် ဒီမှာဆိုရင်လည်းတနခါပန်းမင်းနေနဲ့ကြောက်ခတ်နေနေပေါ့နော်တကယ်ကိုအရန်လာတယ်အဲ့တော့ဒီကလေးကိုစိတ်ဝင်စားရင်ဒီကလေးရဲ့သေးစိတ်အချက်လက်တွေကိုသိရှိလိုခဲ့ဆိုလို့ရှိရင်မမွန်တို့ရဲ့ limit ဖုန်းနံပါတ်39 40 60ကို999 40ကိုဆက်သွယ်စုံစမ်းလိုက်ပါတယ် limit page မှာစုံစမ်းနိုင်လို့မမွန်ရဲ့ကောက်မှာလည်းစုံစမ်းနိုင်ပါရှင့်ကြည့်ရှုပေးကြတဲ့အူတယောက်ချစ်စီရအောင်ကျေးဇူးတူတင်ရှိပါ